တန်တာမိုးသိန်းကမဟုတ်မမှန်ဒရမာခင်းနေကြောင်းတဲပြောလာတဲ့တေးဆောင်ဝင်းသားထွန်းထွန်းအခုလက်ရှိအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေစေဖြစ်တဲ့ရုပ်ရှင်ပရိုဂျူဆာကြီးရွှေမန်းနဲ့ပတ်တန်းလုံးကြီးဆောင်ဖြစ်သူတန်တာမိုးသိန်းကမဟုတ်မမှန်တည်င်းတွေကိုရှောက်ဖွာနေကြောင်းပြန်လည်ဖြစ်ရှင်းလာခဲ့တာကတော့တေးဆောင်ထွန်းထွန်းပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမြန်မာရုပ်ရှင်လောကမှာမြန်မာမင်းသမီးတွေကတော့ဖားရလောက်တဲ့အထိနမဲကြီးတဲ့ကိုရွှေမဟာဆုံရင်သူ့ရဲ့ချစ်မြတ်နွားတဲ့ဆံဝင်မလေးနဲ့ဝါချွတ်ပင်မင်္ဂလာပွဲကြီးကိုကန္နာဆုံဖြစ်အောင်ကျင်းပခဲ့ကြပါတယ်ကိုရွှေမန်းတဲ့ဆံဝင်မလေးတို့ရဲ့မင်္ဂလာခန္ဓာမှာနမဲကြီးရုပ်ရှင်ကားတွေကိုပြဆက်လူမျိုးဖန်တီးပြထားခဲ့တာကြောင့်လေသူတို့ရဲ့မင်္ဂလာပွဲလေးကအင်တာနက်ပေါ်မှာလူကြိုက်များသွားခဲ့ပါတယ်။ ဒါပေမဲ့လည်းမင်္ဂလာခန္ဓာပွဲပြီးအင်တာနက်ပေါ်ပြန့်နှံ့လာခဲ့တာကရွှေမန်းဟာလေးနှစ်တာတွဲခဲ့တဲ့ရှိစာဟောင်းတန်တာမှုတင်ကိုဖြတ်ပြီးမိကောင်းပါခင်သားသမီးဖြစ်တဲ့ဆရာဝန်မလေးကိုရွေးချယ်ခဲ့တယ်လို့သတင်းတွေတက်လာခဲ့ပါတယ်။ဒီလိုကြောင်းကြောင့်တစ်ခါကဒါရိုက်တာ ပြင်းပြားပြောပြခဲ့တဲ့တန်တာမှုတင်ကိုကြောင်းနဲ့ပတ်သက်လို့အလုံးကတန်တာမှုတင်ကအပြစ်ခံလိုက်ရတယ်လို့ယုံကြည်နေကြပါတယ်။ ဒါပေမဲ့မင်းသမီးတန်တာမိုးသိမ့်ဘက်ကလည်းရွှေမန်နဲ့ပတ်သက်လို့အထက်ကနာဟောင်းတွေကိုပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။သူမနဲ့တွဲနေတဲ့လင်းနေတာတက်တန်းရှောင်းမှာရွှေမန်ဟာမုံရီမာလေးတွေမင်းသမီးတွေပါဝင်အရှောင်း60ကျော်လုံးနဲ့နောက်ကွယ်မှာဖောက်ပြန်နေခဲ့ကြောင်းသူမကိုကိုတိလဲအောင်စော်ကာကျူးလွန်ခဲ့လို့လမ်းခွဲခဲ့တာဖြစ်ပြီးသူမကသာဆွန့်ပစ်လိုက်တာသူမကိုဆွန့်ပစ်လို့ရမယ်လို့မရှိဘူးလို့ဆိုပါတယ်။ အခုမင်္ဂလာပွဲမကျင်းပခင်ချိန်တည်းသူမကိုဖုန်းနဲ့တောက်ဆောင်မနာတဲ့ဆက်ခဲ့ပြီးသူတို့သမီးလောင်းလေးတို့မင်္ဂလာချင်းကိုချင်းဆောင်လို့မကိုင်းဖြစ်ခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။တန်တာမိုးသိန်းခုလို့ post တင်လိုက်တဲ့အခါမှာပွဲကြခင်လူလူကြီးကလည်းနှစ်ဖက်ကွဲသွားခဲ့ပါတယ်။သူမတင်တဲ့ကိစ္စလေးကဟုတ်တီမဟုတ်တီကိုပြင်ပကလူတွေမသိတဲ့အတွက်တနားနေခဲ့ကြတာကတော့အမှန်ပါပဲ။ ဒီအချိန်မှာတော့တန်တာမိုးတိမ်ပြောပြခဲ့တဲ့အကြောင်းတွေကအလိညာရီဖြစ်ပြီးရွှေမန်းတို့ဇနီးမောင်နှံကိုမစားရင်ပဲတဲနေပတ်ဆိုတဲ့အတိုင်းနမည်ဖြတ်ယုံတသက်ဆိုတော့ကိုရွှေမန်းရဲ့တတော်သမီးဖြစ်တဲ့ဆံဝေမာလေးရဲ့တငယ်ချင်းဖြစ်သူတရုတ်ဆောင်ထွန်းထွန်းကအိတ်သွန်ဖာမောင်ချပြလာခဲ့ပါတယ်ထွန်းထွန်းပြောပြလာခဲ့တာကတော့ကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့က2024မျိုးဝင်ပါလာမှာအပြည့်ပြက်လန်းခွဲလိုက်ပြီဖြစ်ပြီးတော့ဒီကိစ္စကြီးကလည်းတငယ်ချင်းမိတ်ဆွေအားလုံးသိကြတယ်လို့ဆိုပါတယ် ။လင်းနေတာကာလအတွင်းမှာလည်းပြဿနာမျိုးမျိုးတန်းအခက်အခဲတွေနဲ့ဖြစ်ထန်းခဲ့တာကိုလည်းအလုံးကတော့လိမ်လို့မရပါဘူး။ဒီလိုနဲ့နောက်ထပ်6လကြာမှအခုတို့သမီးဆီယံဝင်မလေးကိုတွေ့ခင်တာဖြစ်ပြီးမြင်မြင်ချင်းချစ်ချင်ပြီလို့ထွန်းထွန်းကနေတစင်းဆီယံဝင်မလေးကိုမိတ်ဆက်ခိုင်းပြီးချင့်ကပ်ခဲ့တယ်လို့သိရပါဗျ။ ရွှေမန်းဘက်ကဆောင်းဝင်းမာလေးကိုနီးမြို့မြို့နဲ့ချန်ကပ်ခင်တာဖြစ်ကြောင်းဆောင်းဝင်းမာလေးကလည်းအတော်လေးလာရခဲ့ပြီးအချိန်တစ်ခုကြာမှအပြစ်ပေးခဲ့တာဖြစ်ကြောင်းချင်မိသွားခဲ့ကြပြီးမခွဲနိုင်မခွန်နိုင်နေဖြစ်သွားတာကြောင့်နောက်ဆုံးဝါချွတ်တဲ့အချိန်မှာတော့မင်္ဂလာဆောင်လိုက်ကြတာဖြစ်တယ်လို့ပြောလာပါတယ်။ နောက်ပြီးတန်တာမုတ်သိမ့်ပြောတယ်လို့မင်္ဂလာမဆောင်ကြီးဖုံးဆက်ခဲ့နေဆိုတာလုံးဝမဟုတ်ပဲလွန်ခဲ့တဲ့၃နေလောက်လောက်ကသူမနဲ့ရိုက်ဖို့ရုပ်ရှင်နဲ့ပတ်သက်လို့ရုံးကလူတွေကိုပြောနေစကားလုံးတွေကိုတီသွားတာကြောင့်ဒေါသထွက်လို့မနဲ့အစောကြီးခေါ်လိုက်တာလို့ဆိုပါတယ်။သူမတင်ထားတဲ့စကရင်ရှော့အားလုံးကအတူဖြစ်တယ်လို့ထွန်းထွန်းကအားလုံးကိုပြောပြခဲ့ပါတယ်။ ထွန်းထွန်းရဲ့ post တောင်ပဲတန်တာမှုသိန်းကထွန်းထွန်းပြောတာတွေကိုမကျေနပ်လို့ရွှေမြန်းဖုံးဆက်ခဲ့ကြောင်းတက်တီရီနဲ့ပြန်ဝုံထားတယ်လို့သိရပါတယ်။နောက်ပိုင်းဘလို့ဆက်ဖြစ်မလဲဆိုတော့ကိုမသိရသေးပေမယ့်ဂျာကတတိုသမီးလေးကတော့အတော်လေးဝမ်းနေနေမှာသိကြပါပဲရှင်။အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာတွေပတ်သက်လို့ပရိသတ်ကြီးတို့အနေနဲ့ရောဘလို့ထင်မြင်မိလဲဆိုတော့ကို ပြောပြပေးသွားကြပါအောင်ရှင်။